game fee ဆိုတာဘာလဲဆိုတော့နည်းနည်းရှင်းပြပါမယ် game fee ဆိုတဲ့ခေါင်းစဉ်ကတော့ extra ဖြစ်ပေမဲ့အဓိကပြောချင်တာကတော့ player game ဆော့နေတော့ကောင်းတဲ့တုံ့ပြန်မှုတွေခံစားတာကိုပြောချင်တာပါဥပမာပြောမယ်ဆိုရင် game ကစားနေတော့ game play တွေ control တွေဒီအတန်နေနဲ့ graphic တွေအကုန်လုံးကိုပေါင်းပြီးတော့ player ကိုစိတ်ကျနေတဲ့ experience မျိုးပေးနိုင်တယ်ဆိုလို့ရှိရင်ဒါကို game fee လို့ခေါ်ပါတယ်ဥပမာ player က boss နဲ့ချတဲ့အခါမျိုးတွေ game ရဲ့ character ပြောင်းလဲရှင်သန်တာမျိုးတို့ ပြီးလို့ရှိရင်ကျွန်တော် gain နဲ့မှာဆိုလို့ရှိရင်ဒီ mic win spare တွေအသုံးလာလို့ရှိရင်ကြီးမားတဲ့ခံစားမှုတွေပြီးကျင်တဲ့အတွက်ကြောင့်ကျွန်တော် camera တွေလှုပ်လိုက်တာတို့ visual effect လမ်းလမ်းတွေဖတ်လာမျိုးတွေလှုပ်ထားမျိုးကျွန်တော်ရဲ့ witch night tower defense ဆိုတဲ့ gain နဲ့မှာလည်း gain fee feature 6ခု9ခုလောက်ထည့်ထားပေးပါတယ်ဒီ amazing game မှာလည်းတိကျမှာပါတချို့ game တွေမှာ player တွေကသွေးနှဲလာပြီဆိုလို့ရှိရင်သူတို့ရဲ့စက်ခွင်ကဖြည်းဖြည်းနဲ့ညီလာတာမျိုးတွေမြင်မှုကြတော့ အဲ့လိုမျိုးပဲကျွန်တော်ဂိမ်းမှာလည်းကျွန်တော်ရဲ့တာဝါကသွေးနှဲလာပြီဆိုလို့ရှိရင် player ရဲ့ screen ကဖြည်းဖြည်းဝေဝါးလာပြီးတော့ရှုံးနိုင်မယ်ဆိုတာကိုအသိပေးရမျိုးကြီးထည့်ထားပေးပါတယ်။ကဲမိတ်ဆရာတို့မျိုးဂိမ်းတွေကိုဖန်တီးတက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ game maker မြန်မာအနေဖြန့်လွှတ်ထားပေးတဲ့ကိုဂိမ်းကိုဖန်တီးမှုဆိုတဲ့အတန်းရှိနေပါပြီ။ဒီအတန်းမှာမိတ်ဆရာ Unity game လုံးမကိုအသေးစိတ်လေးလာမှဖြစ်ပြီးတော့ဂိမ်းသုံးခုကိုသုံးလတွင်ဖန်တီးတက်အောင်တရားပေးသွားမှာပဲဖြစ်ပါတယ်။အတန်းကြီးကတော့နှစ်သိန်းကျပ်ကျတင်မှာဖြစ်ပြီးတော့အတန်းပြီးတဲ့အခါမှာလဲ certificate နဲ့ professional game developer တယောက်ဖြစ်လာဖို့အတွက် roadmap တွေကိုလည်းချပြပေးသွားမှာပါ။ ကျွန်တော်ရဲ့အတန်းကတော့မေလ18ရက်နေ့မှာစတင်ဖွင့်လှစ်မှာဖြစ်ပြီးတော့လူကြီး15ရောက်သွားကန့်တတ်ထားတာမို့အခုပဲလာရောက်ထုံစမ်းလိုက်ပါ